ားလုံးပဲမြင်ပါမခင်ဗျာဒီနေ့ကျွန်တော်တို့ market analysis အနေနဲ့ဒီညမနက်ခင်းဆိုလို့ရှိရင်တလင်းလာလေးဆိုရင်ကျွန်တော်တို့ဒီ forest market ကလည်းဖွင့်ပြီဆိုတော့ဩကျွန်တော်တို့ဟိုဒီနေ့ညမှာတော်တော်များများ analysis တွေလုပ်ကြတယ် အာကျွန်တော်တို့တနင်္လာနေ့တော့ကျွန်တော်တို့ trade forest မှာဆိုရင်တော့ trade မဝင်ဘူးပေါ့နော်။ဟော trade မဝင်ဘူးကျွန်တော်တို့က incarnate မှာပဲကျွန်တော်တို့က trade ဝင်တာများတယ်။အဲဒီနေ့ဒီနေ့ညဆိုရင်ကျွန်တော် analysis လုပ်ပြီးအဲတနင်္လာနေ့ဆိုလို့ရှိရင်လည်းထပ်ပြီးတော့ analysis လုပ်တယ်။အာဘယ်ပဲတွေကို confirm လုပ်တယ်ဘယ်ပဲတွေမှာ trading opportunity ပေါ်နေလဲဆိုတော့ကျွန်တော်တို့ကစစ်ကြတယ်ပေါ့နော်။ ်စစ်ပြီးတော့ကျွန်တော်တို့ action ယူနိုင်မှုအတွက်ကိုအင်္ဂါနေ့ကို action ယူနိုင်မှုအတွက်ကိုဒီနေ့လုပ်တယ်တင်းကရီနေ့ညလုပ်တယ်ပြီးလို့ရှိရင်တလင်းလာနေ့ညမှာထပ်ပြီးတော့ confirm ထပ်လုပ်ပြီးတော့မှတလင်းလာနေ့မနက်မှာကျွန်တော်တို့ကအာ action trade action ရရင်ဆိုရင်ကျွန်တော်တို့ကယူရပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့ကအာ trading မှာကျွန်တော်တို့ကကျွန်တော်တို့ routine ကအဲ့လိုမျိုးသွားရပေါ့နော် okay အခုဒီနေ့ကကြတော့ ကျွန်တော်တို့ကရွှေကကျွန်တော်တို့တော်တော်အတက်ကလာရကအတက်ဘက်ကိုဦးစားပေးနေတာဖြစ်တဲ့အတွက်ကြောင့်အောင်ကျွန်တော်ကလောလောဆယ်ဒီခရစ်တိုဘက်မှာဆိုလို့ရှိရင်မနေ့ကကျွန်တော် project လေး ဖတ်ပြပေးထားတယ်ကျွန်တော်တို့ pass go ပေါ့နော် PASG ဆိုတော့အဲ pass go ကိုကျွန်တော်တစ်ချက်လေး analysis လုပ်ကြည့်အောင်ပေါ့နော်။ဘာလို့ဆိုတော့ဟိုဘက်က forest ဘက်မှာလည်းရွှေရလည်း attack ဖြစ်နေတာဖြစ်တဲ့ကြောင်းအောင်ကျွန်တော်တို့ဒီ crypto မှာဆိုလို့ရှိရင်မ trade လို့ရမလဲကျွန်တော်တို့ကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့ဒီ pass go ဆိုတာရှိရပေါ့နော်။အဲ pass go ကကကျွန်တော်ကဘယ်နည်း project ကဖတ်ပြပေးတာလဲ။အဲကျွန်တော်တို့ရွှေကို back လုပ်ပြီးတော့ဟောသူနဲ့ရွှေအောင်စနဲ့အညီကျွန်တော်တို့ကတန်ဖိုးညှိထားတဲ့အဲ crypto ဖြစ်ပါတယ်။အဲတော့ကျွန်တော်တို့အော်ဒီ အာ training view တစ်ချက်သွားအောင်ပေါ့နော်။ Okay အဲ့တော့ training view မှာဆိုလို့ရှိရင်ကျွန်တော်တို့အာ market analysis လုပ်ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာအာအရင်ဆုံးကျွန်တော်မြင်တဲ့ဟာလေးကိုကျွန်တော်အရင်ကောက်ဆွဲလိုက်မှာပေါ့နော်။ကျွန်တော်ဒီမှာ horizontal support resistor ကိုအရင်ဆွဲလိုက်ပြီဗျာ။အဲ့တော့အာဒီမှာ line ဆွဲမယ်။ ဟုတ်ပြီနော်ကျွန်တော်ဆွဲရတဲ့အရည်ရွယ်ချက်ကဘာကြောင့်လဲဆိုတော့ဟောကျွန်တော်တို့ဒီမှာအာအာကျွန်တော် resistance level တခုရှိတယ်အဲ့ resistance level ကိုကျွန်တော်တို့ဒီမှာလာနင်းထားတယ်နင်းပြီးတော့ဘာလာပြန်တက်နေတဲ့အနေထားပေါ့နော်အဲ့တော့ဒီမှာ support level ရှိတယ်ဒီမှာ resistance level ရှိတယ်ဟုတ်ပြီနော်အဲ့လိုမျိုးနေရာတွေပေါ့နော်အရေးကြီးတဲ့နေရာလေးတွေအဲ့လိုမျိုးနေရာလေးတွေရှိမယ်နောက်တစ်ခုကကြတော့နောက်ထပ်တစ်ကြောင်းထပ်ဆွဲလိုက်မယ်ဆိုလို့ရှိရင်အာဒီမှာဆိုလို့ရှိရင်အရင်ရောက်ခဲ့တဲ့ကျွန်တော်တို့ဟိုဒီနေရာပေါ့နော်အဲဒီနေရာရှိမယ်ရွှေပေါ့နော်ရွှေရဲ့ order height ကတော့ကျွန်တော်တို့ဒီ ဘယ်လောက်ဒီ pass ပေါ့နော် pass goal order high ကတော့ကျွန်တော်တို့3520မိနစ်အထိရောက်ခဲ့ရပေါ့နော်အော်ကျွန်တော်တို့ကဒီ support reception line နေဆိုလို့ရှိရင်ကျွန်တော်တို့ကတော့အဖျားမမဆွဲဘူးပေါ့နော်ဒီ line လေးမှာပဲကျွန်တော်က body အရင်း line မှာပဲကျွန်တော်က cut ဆွဲတာမြင်ဟားတယ်ပေါ့နော် okay ဒါကတော့ကျွန်တော်တို့ဟိုကျွန်တော်တို့ဒီ horizontal support reception မှာဘယ် line တွေကအာအလုံးလုံးဒီလဲဆိုတဲ့ဟာပေါ်မှာမူတည်ပြီးတော့ကျွန်တော်ဟောဘယ် liquidity နေရာတွေကဘယ်နေရာတွေလဲဘယ် line တွေမှာအလုံးလုံးလဲဆရာဆိုတာလေးကိုကျွန်တော် ဟော horizontal support resistance တွေရင်ဆွဲရတယ်နောက်ထပ်တစ်ခုကျွန်တော်မြင်နေရတာဗာလဲဆိုတော့ကျွန်တော်ဟောတစ်ခုပြ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 မယ်နော်အဲ့တော့ အဲနောက်ထပ်တစ်ခုမြင်နေတာကတော့ကျွန်တော်တို့အပတန်ကကျွန်တော်နှစ်ခုမြင်နေပါတော့။ဟောကျွန်တော်တို့မျက်လုံးတွေကအာဘီဂနာတွေအတွက်ဆိုလို့ရှိရင်တော့ဟိုဟိုမြင်ဖို့ဆိုရင်တော့လေ့ကျင့်ယူမှရမယ်။အဲကျွန်တော်တို့မျက်လုံးထဲမှာကျတော့ဟို horizontal support resistor line တွေဘာညာမဆွဲထားရင်တော့မျက်လုံးထဲမှာဟော auto မြင်တယ်ဘာဆိုမြင်ပါများနေလို့လीအော်တိုအော်တိုမြင်နေပါတော့။အဲ့တော့ကျွန်တော်အခုမြင်တဲ့ဟာလေးတစ်ချက်ပြပြဆွဲမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာဆိုလို့ရှိရင်ဒီမှာကျွန်တော် trunk line တွေပဲဆွဲလိုက်မယ်ဗျာ trunk line တွေပဲဆွဲမယ်ဆိုချင်ကျွန်တော်ဒီမှာ ုတ်ပြီနော်ဒီမှာ trunk line တစ်လိုင်းရှိတယ်โอเคဟုတ်ပြီနော်ဒီမှာ support line တစ်လိုင်းရှိတယ်โอเคဟုတ်ပြီနော်ဒီမှာ support line တစ်လိုင်းရှိမယ်နောက်ထပ်တစ်ခုကကြတော့ကျွန်တော်တို့နောက်ထပ် trunk line တစ်ဆဲမယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့က resistor line တစ်လိုင်းရှိတယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ကအာဒီပရမတ်ထိချက်နဲ့ဟုတ်ပြီနော်ကျွန်တော်ဒီမှာနော်ပရမတ်ထိချက်နဲ့ဒုတိယထိချက်ကိုကျွန်တော်တို့ကအာထိလိုက်တယ်ဗောနော်ထိပြီးတော့မှကျွန်တော်ဆွဲထားတာဖြစ်ပါတယ် okay ဲ့တော့ဒီလိုပေါ့နော်ထားပါတော့ဟုတ်ပြီနော်အိုကေအဲ့တော့ဒီအထီးကျန်တစ်ခုမှာဘာဖြစ်သွားလဲဆိုတော့ဒီတော့ဒီကောင်ကကြတော့ဘာဖြစ်သွားလဲဆိုတော့ကျွန်တော်တို့ဟို triangle symmetric triangle ဖြစ်သွားတာပေါ့နော် symmetric triangle ပုံစံဖြစ်သွားတယ် โอเคအဲ့တော့ symmetric triangle ဖြစ်သွားတဲ့ဒါ pattern တစ်ခုပေါ့เนาะအဲ့ဒီ symmetric triangle မှာလက်ရှိအာဒီ pass go ကကျွန်တော်ဒီ symmetric triangle ကိုဟိုဒီမှာကျွန်တော်ဘာဖြစ်သွားလဲဆိုတော့ကျွန်တော် break out ဖြစ်သွားတယ်ပေါ့เนาะအော် break out ဖြစ်သွားတယ်ကျွန်တော်အဲ့ဒီ symmetric triangle နဲ့ပတ်သက်လို့ကျွန်တော်အော် found USD ပါလဲအာဟိုဒီညကျွန်တော်ရှင်းပြပေးရတယ်အဲ့တကယ်လို့တက်ခဲ့သည်ရှိတော့ဒီကောက်ရဲ့တစအပေါ်တက်နိုင်ချေရှိရဆိုပြီးကျွန်တော်ရှင်းပြပေးတာရှိတယ်အဲ့လောလောဆယ်တော့ရွှေရတော့ဟိုအပေါ်ရောက်ချင်လဲရောက်ရောက်နိုင်ချေရှိတယ်လို့ဒါပေမဲ့လောလောဆယ်ရ တော့ကျွန်တော်အတက်ဘက်ကိုလာရတာကျွန်တော်တို့ဈေးတက်မဲ့ဘက်ကိုဥတည်နေရပါတော့အခုဆိုလို့ရှိရင် crypto မှာဆိုလို့ရှိရင် passcode တခုကတက်နေတယ်ကျန်တဲ့ BTC လို့ပါတော့အကုန်လုံးကြာနေ passcode ပဲတက်နေတယ်ဘာလို့ဆိုရွှေဈေးတက်နေတဲ့တချို့ဒီ passcode crypto တခုပဲတက်နေတာလေကျန်တဲ့ဟာတွေတော်တော်များများအကြဘက်ကိုသွားနေတာပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာမြင်တာဘာဖြစ်ဘာမြင်လဲကျွန်တော်ဒီမှာ seven triangle မြင်နေ side triangle ကိုဒီမှာတော့ကျွန်တော်တို့ breakout ဖြစ်ထားတယ်ဟုတ်ပြီနော်အာဒီမှာ breakout ဖြစ်ထားတယ်အဲနှစ်ရက်ဒီမှာဒီနေ့နဲ့ဆိုလို့ရှိရင်တော့နှစ်ရက်ရှိပြီတော့ဒီမှာ candle 6 ။အော်ကျွန်တော် day 1ပဲလုပ်တော့နော်ဒီမှာ day 1ဟုတ်ပြီနော်နောက်ထပ်တစ်ခုကဘာမင်းတိလဲဆိုလို့ရှိရင်ကျွန်တော်တို့တရားကိုခဏဖြတ်လိုက်မယ်နော်ဒီ submitted triangle ကိုကျွန်တော်ခဏဖြတ်လိုက်မယ်အာမြင်တဲ့ပုံစံကိုပြောပြချင်တာပါโอเคနောက်တစ်ခုကဘာမင်းတိလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်အာဒီမှာကျွန်တော် parallel channel တစ်ခုထပ်ဆွဲလိုက်မယ်ဟုတ်ပြီနော်โอเคโอเคဟုတ်ပြီဟုတ်ပြီနော် ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ parallel channel တစ်ခုထပ်ပြီးတော့ကျွန်တော်ဆွဲလိုက်မယ်ပေါ့ဟုတ်ပြီနော် ဲ့တော့ဒီမှာ parallel channel မှာဆိုအာ channel မှာအာဒီ descending channel လို့ခေါ်တာပေါ့နော်ဒီ descending channel ဆိုရဲသဘောကလေအဲ तू ကအောက်ကို descending လုပ်နေရှင်ဇေယအပေါ်တက်မှာအပေါ် descending လုပ်ရှင်လုပ်အပေါ်ဟို ascending channel ဆိုလို့ရှိရင်အောက်ကိုတက်မှာ descending channel ဆိုလို့ရှိရင်အပေါ်တက်မှာသူရဲ့ pattern ရဲ့သဘောကလေဇေယလေအဲ့တော့ဒီကောက descending channel ဖြစ်နေရဲ descending channel ကိုလည်း तू က break out ဖြစ်တာလေခုန summative triangle ကိုလည်းကျွန်တော်တို့က break out ဖြစ်တာရဲ့အတွက်ကြောင့်ဒီရွှေဇေယ တက်ဖို့အတွက်လာရရှိရဆိုတော့ကျွန်တော်တို့ကသိရမှာပေါ့နော်โอเคအဲ့ဒီတော့ကျွန်တော်ကတော့ဒီမှာ spot မှာဒီရွှေကိုကျွန်တော်အော် trade action တော့ကျွန်တော်ယူထားမရှိသေးဘူးကျွန်တော်ဒါပေမဲ့ spot မှာတော့ရွှေကိုကျွန်တော်ဝယ်ထားလိုက်တယ်ဝယ်ထားပြီးတော့ကျွန်တော်အပေါ်အမြင်နဲ့တနေရာရောက်မှကျွန်တော်ပြန်ရောင်းမယ်လို့ကျွန်တော်ယူရထားတာဖြစ်တဲ့ကြောင့်ကျွန်တော် spot ကိုကျွန်တော်ဒီ out down ပဲကျွန်တော်ဘာမှဝယ်ခဲလိုက်တာလဲဆိုတော့ကအာကျွန်တော်ဒီကောင်ကို break out ဖြစ်သွားတဲ့အချိန်မှာอืมပေါ့နော် ကျွန်တော်ပြပဲကျွန်တော်ဒီကောင်ကိုဒီ channel breakout submit triangle ကို breakout ဖြစ်သွားတဲ့အဲဒုံးကပေါ့နော်ကျွန်တော်ဝယ်ခဲ့လိုက်တာဒီဟောပါဆိုတော့ဒီနေရာမှာကျွန်တော်ဝယ်ခဲ့လိုက်တာ3353မှာကျွန်တော်ဝယ်ခဲ့လိုက်တာအခုဆိုလို့ရှိရင်3369ဖြစ်နေဖြစ်နေတယ်ပေါ့နော်ဒါ spot မှာဝယ်တော့ပြောတာနော်ကျွန်တော် future trade တော့ပြောတာမဟုတ် spot မှာကျွန်တော်ဝယ်ထားလိုက်တယ်လုံးဝ p pass 9 coin ကိုကျွန်တော် ဟော spot မှာဝယ်ထားလိုက်တာပေါ့နော်အဲ့ဒီဘောပေါ့အာပြီးတော့ပါလာကျွန်တော်အမြင်တိုင်းရောက်မှသာထုတ်ရောက်ခြင်းနဲ့ရောက်မယ်ခိုင်ဟိုင်းနဲ့ခိုင်ထားမှာပေါ့တော့အချင်းကြီးရမက်ကမက်ကအဲအရှင်ကဘယ်လိုသွားမလဲဆိုတော့အာကျွန်တော်ဟိုအဲ့အဲ့ပါပါပြန်ပြီးတော့စဉ်းစားပေါ့ပေါ့နော်အဲ့တော့ စပေါ်မှာဝယ်ထားလိုက်ရင်ဈေးကျသွားရင်ရှုံးသွားမလားဆိုဈေးကျသွားရင်တော့ခဏတစ်ဖြုတ်တော့ကျွန်တော်တို့ကရှုံးမှာအာဆိုပါစို့ဗျာကျွန်တော်၃လုံး၃ဘာအာ53မှာကျွန်တော်ကစပေါ်မှာဒီဒီ pass ကိုဝယ်ထားလိုက်တယ်ဈေးကျသွားတယ်ဆိုလို့ရှိရင်ကျွန်တော်အချိန်တစ်ခုပေါ့နော်အချိန်တစ်ခုလောက်အထိတော့ကျွန်တော်ဆုံးရှုံးနိုင်တယ်ဒါပေမဲ့ရွှေဆိုရဲ့အမျိုးကတော့ဟောတော်တော်များများတက်နေတာပြားတာဖြစ်ရောအချိန်တစ်ခုတန်ရင်တော့ကျွန်တော်တို့က အာပြန်မြက်လာမှာပဲဗျအဲ့ချိန်ကြောက်မှာတော့ကျွန်တော်ထုတ်ရောင်းလို့ရတယ်အဲ့တော့ risk ကတော့နည်းနည်းတော့နည်းတယ်ဘာလို့ဆိုတော့ဟိုကျွန်တော်တို့ကဟိုးထားလိုက်တဲ့သဘောပေါ့ဗျအချိန်တိုင်းရင်အဲသူကပြန်ပြီးတော့ဈေးတက်လာတဲ့အချိန်မှာပြန်ရောင်းထားပါလုံးဝဟိုကျွန်တော်တို့ future trade လို့ liquidate ဖြစ်ပြီးတော့ကိုယ့်ရဲ့ပတ်စံရင်းကုန်သွားတာတော့မဟုတ်ဘူးဥပမာ ဥမာကျွန်တော်ဒေါ်လာ100ဝဟိုဒီ pass pass ကိုဝယ်ထားလိုက်မယ်ဆိုပါစို့3353နဲ့ဒေါ်လာ100ဝဝယ်ထားလိုက်မယ်ရွှေက10လောက်ကျသွားတဲ့အချိန်မှာကျွန်တော်90လောက်ဝယ်ကြမယ်โอเคအဲ့တော့အဲ့ဒီ10မှာကျွန်တော်ပြန်တက်သွားလို့ရှိရင်လည်းတက်သွားနိုင်တယ်ကျဝယ်လည်းကျဝယ်လည်းဒါပေမဲ့အဲ့အထက်အကြဒီလက်ရှိ current price ပေါ်ပဲမူတည်အဲအဲ့တော့ ကျွန်တော်တို့ pass code ဘယ်လောက်လဲဒေါ်လာ100ဘူးဆို pass code ဘယ်လောက်လဲရမလဲပေါ့နော်အဲအဲ့လိုမျိုးပုံမှန်ဘူးတီးပြီးတော့ကျွန်တော်တို့ရှိတဲ့ coin ကတော့ရှိနေမှာပဲဒါပေမဲ့သူ့ရဲ့ coin ကဈေးတက်လာနေလေကျွန်တော်တို့ရဲ့ဒီ wallet ထဲမှာသူ့ရဲ့တန်ခိုးကလည်းတက်လာနေလေပဲအဲဆိုတော့လုံးဝကိုကျွန်တော်တို့ပတ်စံပြောက်သွားတာတော့မဟုတ်ဘူးပေါ့နော်အဲအဲ့ဒါကိုကြာတော့ဗာလဲဆိုတော့ investment အနေနဲ့စံတာပေါ့နော်သူကတော့ဒါပေမဲ့ကျွန်တော်တို့ကတော့ဟို invest ကတော့ကျွန်တော် pass code ကိုတော့ကျွန်တော်လောလောဆယ်တော့ investment တော့မလုပ်ထားဘူးလောလောဆယ် spot မှာပဲဝယ်ထားတယ်ကျွန်တော်အမြင့်တစ်နေရာရောင်းတဲ့ ရောက်ရင်တော့ကျွန်တော်ပြန်ရောင်းမယ်ပေါ့နော်အဲ့လိုမျိုးပဲကျွန်တော်စဉ်းစားထားတာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ဒီဒီ knowledge sharing အနေနဲ့ကျွန်တော်တို့ဟိုဒါလေးကိုကျွန်တော်ရှင်းပြပေးတာဖြစ်ပါတယ်အားလုံးလည်းကျေးဇူးတင်ပါတယ်ကျွန်တော် channel လေးကိုလည်း like ဆက် subscribe လုပ်ပေးကြပါဦးခင်ဗျာ